ားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဇလန်လျာဆိုလို့ရှိရင်တော့အစိုးမျိုးကနေစတင်ထားတာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဇလိုက်ဖြစ်တဲ့အင်ချန်အဆိုရင်တော့စစ်ပတ်ဆိုင်ရာပေါ်ကွေးစီတဲ့ပစ္စည်းဖြက်စီးအဖွဲကအဖွဲဝင်တယောက်ဖြစ်ပြီးတော့မှအခုလက်ရှိမှာတော့ကိုရီးယားစီဘဲကကျန်နေခဲ့တဲ့မပေါက်ကွဲသေးတဲ့လက်နက်တွေကိုဆော့လွေလုပ်ငန်းဝင်တခုမှရှင်းလင်းဖြက်စီးနေရပြီဖြစ်ပါရယ်ဒီနေရာတို့အတွက်စစ်တေကောင်နဲ့အငိမ့်စားယူမဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်ပဲပြုံမဆုံးဖြစ်လို့နေတယ်လို့ဘုံကိုဖြစ်စီပြီးတဲ့နောက်မှာတော့အိမ်ကိုပြန်ဖို့တည်းထလာခဲ့ပြီးလမ်းမှာပဲသူ့ရဲ့ကိုဝင်ဆောင်ဇနီးတွေကိုဖုန်းဆက်ပြီးတော့စစ်စစ်မေးမြန်းခဲ့ပါတယ် ချိန်ကဆေးရုံကနေပြောင်းမှပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပြီးတော့ပြန်လာတာဖြစ်တယ်လို့အားလုံးအစဉ်ပြေတဲ့အကြောင်းပြောပြခဲ့ပါတယ်။အေဂျင်ကကလေးရဲ့ကြားမလင်းကိုသိချင်တယ်ဆိုပေမဲ့ဇနီးတွေကအိမ်မရောက်အောင်လာပါအောင်လို့ပြောပြီးတော့မှပြောပြဖို့ညှင်းဆိုခဲ့ပါတယ်။အန်တော့ခဏမှပဲမြင်းကလေးတစ်ခုလှုပ်ခတ်လာခဲ့ပြီးတော့တရုတ်နဲ့မြောက်ကိုရီးယားနေဆန်နားမှာရှိတဲ့ပိုင်တူဂီတောဟာအင်အားပြင်းထန်စွာနဲ့ပေါက်ကွဲသွားတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လို့လာပါတယ်။အဲဒီတုံလုံးမှုတွေဟာဆုံးမျိုးထိကိုရောက်ရှိလာခဲ့ပြီးတော့မှမြေပြင်တွေပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့ပြီးအဆောင်အုံတွေလည်းစတင်ပြိုကျလာခဲ့ပါတော့တယ်။ အဲ့ဒီဗဟမနာအချိန်ဒီမှာလူပေါင်းများစွာတည်ဆုံခဲ့ရပြီမဲ့အင်ချန်ကတော့သူ့ရဲ့ဇနီးစီကိုရောင်းအောင်တောင်းနေမှုတဲ့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်သူဟာပြူကြလာတဲ့ပြည့်စည်တွေကိုမနှဲရှောင်ရင်းနေပဲနောက်ဆုံးအခိုက်အတန့်မှာတော့ကပြက်လို့သွားခဲ့ပါတယ်ဂျီမာလာရဲ့အဆောင်တစ်ခုကသူ့ရဲ့ပုံမှာပြူကြလို့နှိပါဖြစ်ခဲ့ပြီမဲ့မြို့နယ်လုံးအုံကိုရှောင်နေနိုင်ခဲ့ပြီးတော့ထွက်ပြေးခဲ့ပါတယ်တပြိုင်နက်တည်းမှာပဲအရက်ပကြီးရဆိုင်ရာတွင်ရင်မှုကြီးဂျီယန်ဆိုတဲ့သူအမျိုးသမီးကပမောကကန်ဆိုသူစီကိုတွားရောက်ခဲ့ပါတော့တယ်ကန်ဆိုတဲ့သူကအဲ့ဒီလိုပေါက်ကဲမှုကိုကြိုတင်ခံမှန်းခဲ့တဲ့သိပ္ပံပညာရှင်ဖြစ်ပြီးတော့မှ သူ့ရဲ့ theory တွေကိုနှစ်ပေါင်းများစွာလောင်မြောင်ခံခဲ့ရပြီးတဲ့နောက်အမေရိကန်ကိုထွက်ခွာဖို့ပြင်ဆင်နေတာပါ။ဂျီယန်ကတော့အခုဖြစ်ပေါ်နေတဲ့ဘေးအနေကိုဖြေရှင်းဖို့အတွက်အကူအညီတောင်းခံခဲ့ပေမဲ့ကဲကငင်းဆန်ခဲ့ပါတယ်။ဒါမဲ့လည်းဂျီယန်ကသူ့ရဲ့မတမာတဲ့အတိတ်ကိုဆွဲထုတ်ပြီးဖမ်းဆီးမယ်လို့ချင်းချောင်းလိုက်တဲ့အခါမှာတော့ကဲဟာလိုက်နာဖို့အတွက်ရွေးချယ်ကြမှရှိတော့ပါဘူး။ဘာမောက်ခါခအစင်းမြင့်အရာရှိတွေနဲ့တွေ့ဆုံပြီးတော့မှ ပိုင်ကြီးတူတော်ရဲ့အောင်မှာမိကြောင်ကလေးကိုရှိတဲ့အကြောင်းကိုရှင်းလင်းပြသခဲ့ပါတယ်။အခုပေါက်ခဲတာဟာပထမဆုံးအကျဉ်းသားဖြစ်ပြီးတော့နောက်ထပ်သုံးကြိမ်ထပ်ဖြစ်ဖို့အတွက်ရှိနေပါတယ်။နောက်ဆုံးပေါက်ခဲမှုကတော့ကိုရီးယားကျွန်းစွရဲ့တက်ဝက်နီးပါးကိုပြည့်စည်စေလောင်းကိုကြီးမားနေတယ်လို့သူကပြောပါတယ်။ဆိုးရမြောက်ပေါက်ခဲမှုကိုတားဆီးဖို့အတွက်ကတော့ကင်ဟာအနီးနားမှာရှိတဲ့မိုင်းတွေတခုမှနျူကလ িয়ার စေကောင်း၆လုံးရဲ့အင်အားနဲ့ပေါက်ခဲမှုတခုဖန်နေပြီးတော့မှဖိအားတွေကိုချော့ချဖြစ်ဖို့အတွက်အကြံပြုပါတယ်။နောက်ပြီးတော့ချော်ရီလီဘေကင်းဆောင်းနဲ့စီစဉ်နိုင်မှုအတွက် မီတောင်ခန်းလေးကိုလေကြောင်းဖောက်ဖို့လိုအပ်ပြီးတော့မှအဲ့ဒီလမ်းကြောင်းအတွက်စွန့်ရင်အများပြားလိုအပ်တယ်လို့လည်းရှင်းပြခဲ့ပါတယ်။အရာရှိတွေကစီတင်ကိုကြားပြီးတော့မှကြောက်လန့်တုံလုံးခဲ့ကြပြီးအမေရိကန်ကတည်သွားမယ်ဆိုလို့ရှိရင် နောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာနေတာကြောင့်ပဲဆက်လက်လှုံ့ဆော်မှုတွေညှင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တောင်ကိုရီးယားသမ္မတကပေါမောက်ခကန်ကိုသူ့ရဲ့ရုံးကန်ကိုလျှို့ဝှက်ခုံယူပြီးတော့အောင်မြင်နိုင်ချေနေပိုင်းတော့မှအဲ့ဒီမရှင်ကိုရှေ့ဆက်ဖို့တွေတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီစီစဉ်မှာအမေရိကန်ရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးကြိုးပမ်းမှုတွေကိုဒေလီယူရှုပြီးတော့မှမြောက်ကိုရီးယားနိုင်ငံတွေကိုဝင်ရောက်ပြီး တရုတ်နိုင်ငံသားကနျူကလ িয়ার ဘုံကိုဖောက်ခဲ့ဖို့ပြင်ဆင်လာတော့တယ်။အခြေအနေငယ်ကြားပြီးတဲ့နောက်မှာတော့ဗိုလ်မှူးကြီးကအင်ချန်ကိုဖုန်းခေါ်ပြီးတော့မှမြောက်ကိုရီးယားကိုဘုံဖြတ်သိမ်းမှုတွေတောင်းရင်ပေးခဲ့ပါတယ်။သူကအငင်းစားယူပြီးပြီဖြစ်တာကြောင့်မဲအစာမင်းမှငင်းဆန်ခဲ့ပေမဲ့ဗိုလ်မှူးကြီးကအဲ့ဒီမရှင်ဟာသူတို့နိုင်ငံရဲ့အနာဂတ်အတွက်ဖြစ်တဲ့အကြောင်းသတိပေးပြီးသူ့ရဲ့ဇနီးကိုအမေရိကန်စစ်တပ်ရဲ့ပြောင်းရွှေ့ရေးလေးရင်ပေါ်မှာနေရာရဖို့တဲ့စီစဉ်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ အရင်ကတော့ကလေးလေးကယောက်ျားလေးဆိုလို့ရှိရင်လက်ခံပါမယ်ဆိုတဲ့အခြေအနေနဲ့မချင်မရဲသဘောတူခဲ့တယ်လို့သူကအိမ်မေရောက်တဲ့အခါမှာဇနီးတဲ့ဆွေမဆိုလို့မြို့ကိုရီယာကိုသွားရမယ်ဆိုတော့ကမပြောဘဲနဲ့တခြားမစ်ရှင်တစ်ခုပေါ်လာလို့လို့သာပြောခဲ့ပါတယ်။ဇနီးဖြစ်တဲ့သူကတော့ကလေးရဲ့လိင်မျိုးစားကိုမပြောဘဲနဲ့မင်းမင်းပြန်လာပြီးကလေးနဲ့လူကိုယ်တိုင်တွေ့ပါလို့ပဲတောင်းဆိုပါတယ်။နောက်နေ့မှာတော့အင်ချန်နဲ့ဝေဟာအရာရှိတွေနဲ့တွေ့ပြီးတော့မြို့ကိုရီယာမှာမဖြတ်သိမ်းရသေးတဲ့တာဝေးဖြစ်နျူကလီးယားဒုံးကြီး၆လုံးရှိနေတဲ့အကြောင်းသိရပြီးအစီအစဉ်ရအဖွဲ့နှစ်ခုကိုနှစ်ပိုင်းခွဲလိုက်ပါတော့တယ်။ အင်ဂျင်ဝင်ကဒုံကြီးဖြတ်သိမ်းမှုဖြစ်ပြီးတော့မှတိကျအထူးစစ်စင်အဖွဲ့ကတော့တယူပို့ဆောင်ရင်းနဲ့ဖောက်ခွေးရေးအပေါင်းဝင်ကျင်းတဲ့လုပ်ငန်းတွေကိုကင်တယ်ဖို့ပါပဲသူတွေဟာဒုံကြီးတီနီယောကိုတည်တဲ့မြောက်ကိုရီးယားသတင်းမီဒီယာဖြစ်တဲ့သူဂျွန်မြောင်ဆိုတဲ့သူရဲ့အကြောင်းကိုလည်းသိရှိခဲ့ရပြီးသူဟာအခုတော့သူ့ရဲ့နိုင်ငံမှာအကျဉ်းချခံရရပါတယ်ကန်ကောက်ဆောင်နယ်ပယ်တန်ကိုရီးယားကသူ့ရဲ့ GPS ကိုသူ့ကိုချီယာကန်ကိရိယာထည့်သွင်းပေးထားတာကြောင့်ပဲအဖွဲ့ကသူတို့လွတ်မြောက်အောင်လုပ်ပြီးတော့မှယူရေနီယံကိုသိမ်းယူပြီးမိုင်းနေလေးမှာဘုံကိုဖောက်ခွဲဖို့စီစဉ်ရမှာဖြစ်ပါတယ် အစီအစဉ်စတင်တဲ့အခါမှာတော့အဖွဲ့တစ်ခုလုံးကတရားပို့ဆောင်ရည်ရှင်နဲ့ထွက်ခွာခဲ့ပြီးဒါမှမဟုတ်မိတော်ပြားတွေလေးထဲမှာညပြားစွာရှိနေတာကြောင့်ပဲအထူးတဖွဲ့တွေပါတဲ့လေးရင်ဟာပြတ်ကျသွားပါတော့တယ်။အင်ချင်းရဲ့ယူနစ်ပါတဲ့လေးရင်ကလည်းပြတ်ကျလို့နေပါဖြစ်ခဲ့ပြီးသူတို့အလုံးဟာမြို့ကူရီယာတွေကိုလေထီးနဲ့ခုံချခဲ့ရပါတယ်။ဘေးကင်းစွာနဲ့ဆင်းသက်ပြီးတဲ့နောက်မှာတော့အထူးတဖွဲ့တွေမရှင်တန်နေတဲ့အကြောင်းသိလိုက်ရတော့သူတို့ရာလုံးဝထိတ်လန့်သွားခဲ့ပါတယ်။စလူရာကတော့မရှင်တခုလုံးကိုအင်ချင်းရဲ့အဖွဲ့ကပဲဆောင်ရွက်ရတော့မှာပါ။ ရွေးချယ်ချက်မရှိတော့တဲ့တပင်အင်ဂျင်ဟာအဖွဲ့ကိုဥဆောင်ပြီးတော့ဂျုံမြုံကိုဖမ်းထားတဲ့ထောင်ကိုရောက်လာခဲ့ပါတယ်။ငလင်ကြောင့်လည်းအကျဉ်းတော်မှာအထူးရုံးနေဖြစ်ပေါ်နေပြီးတော့အကျဉ်းသားတွေကအဆောင်တွေအလုံးကိုတတ်ထားပြီးသားဖြစ်တာကြောင့်ပဲဂျုံမြုံကိုခုခံမှုမရှိဘဲနဲ့ခေါ်ထုတ်နိုင်ခဲ့ပါတယ်။သူတွေကမရှင်အကြောင်းကိုရှင်းပြတဲ့အခါမှာဂျုံမြုံကတကယ်ရေးဆွင့်ရင်မရှိတဲ့လူသစ်တွေပါလို့ပဲလောင်မြောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အကူအညီကလိုအပ်တာကြောင့်ပဲသူ့ကိုလှုပ်ပေးပြီးတော့ထမပြင်းနေအောင်လက်ထိခတ်ထားခဲ့ပါတယ်။ဂျုံမြောင်ရေချိုးပြီးတော့မှတန်ရှင်းလုံနေတဲ့ချင်းသူက အင်ချိုင်းရဲ့ပတ်စံရေးကိုခွင့်ယူထားတဲ့အကြောင်းကျွန်တော်တို့တရေထောင်မိကြပါရယ်။သူကအိတဲကခလီလီရဲ့အထရန်ဆောင်တက်ပုံနဲ့မိုင်းလေးမျိုးပုံကိုတိခဲ့ပြီးအဲလူကအဲ့ဒီမျိုးပုံကိုလှင်မြန်စွာနဲ့မှတ်သားပြီးတဲ့နောက်မှာဆုတ်ဖြေးပြီးတော့စားပစ်လိုက်ပါရယ်။အင်ချိုင်းကတော့ပတ်စံရေးပြောင်းနေရသေးတဲ့အခါမှာဂျုံမြောင်ကပြန်ပြေးခဲ့ပြီးအမခန်နေတဲ့မျိုးပုံကိုစားပြီးတော့မှတ်ထားလိုက်ပြီလို့ပြောပါရယ်။အဲ့လိုလိုရဲ့ကြောင့်မင်းအဖွဲလေးကစစ်သားတွေကတော့ဒေါသတွေထွက်ပြီးတော့ဂျုံမြောင်းကိုထိုးဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့ရေပေါ်တွေကဝိုင်းပြီးတော့ထင်းလိုက်ပါတယ် ဆက်လက်ကြည့်တဲ့ကြောင့်ပြီးတော့ကျွန်မျိုးဟာစီးသွားခြင်းလို့ရဲခွင်တောင်းတဲ့အခါမှာသူဟာအစိုးကတိုက်ခိုက်ခဲ့တဲ့လူပါပဲသူကိုဆောင်းကျင်နေအပြင်ကိုခေါ်သွားခဲ့ပါတယ်အဲဒီမှာပဲကျွန်မျိုးဟာဘယ်လိုနည်းနဲ့မှမသိလက်ထိကိုဖြိုးပြီးတော့အဆောင်ကိုတိုက်ခိုက်ပြီး GPS ကိုထားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်ကျန်းနေဖွဲ့ရောက်လာတဲ့အခါမှာရဲဘော်ကသတိမိနေပြီးကျွန်မျိုးထွက်ပြေးသွားတာကိုတွေ့ရတော့စိတ်ပြေဒေါသတွေထွက်နေကြပါတယ်သူတို့မျိုးတွေကိုပြန်လာပြီးတော့မှရှာဖွေတဲ့အခါမှာအင်ချင်းကပြိုကျနေတဲ့မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ယုတုကိုတတိထားမိပြီး ကျွန်းမြောင်းကအရင်တုန်းကအဲ့ဒီ YouTube ကိုသူ့ရဲ့တိုက်ခန်းကနေနေတိုင်းကြည့်နေရတာကောင်းတဲ့မြင်ခွင့်ပါလို့ပြောခဲ့တာသတိရပြီးတော့သူ့တိုက်ခန်းရှိတဲ့အနီးနားကအဆောင်ကိုသတိပြုမိသွားပါတယ်။တကယ်တော့ကျွန်းမြောင်းဟာသူ့ရဲ့အိမ်ကိုရောက်နေခဲ့တာဖြစ်ပြီးတော့အိုးစားလေးပြီးဖွဲ့ထားတဲ့တဲ့နေကိုစူးစောင်းခဲ့ပါတယ်။မွေးရည်စေအလွန်ညွန်သုံးထားတဲ့သူ့ရဲ့ဇနီးကိုတွေ့ပြီးတော့သမီးပင်မလေးလို့မိတော့ဇနီးတွေကပန်ကြီးတူတောင်နားမှာရှိတဲ့ဖိုကျုံကသူ့ရဲ့ကိုစီမှာရှိတဲ့အကြောင်းပြောပါတယ်။ကျွန်းမြောင်းဟာသူ့ကိုအာနာပိုင်နေစီကိုတရင်ပေးတာဇနီးတွေလားလို့မိတဲ့အခါမှာတော့သူမကဟုတ်တယ်လို့ဝန်ခံလိုက်ပါတယ်။ ဒုသထွက်ပြီးတော့သူဟာလေထဲကိုတနေ့တစ်ချက်ပြေဖောင်းလိုက်တာကိုအပြင်ကအင်ချန်တို့အဖွဲ့ကကြားလိုက်ရပါတယ်။တကယ်ကိုအလိမ့်မြန်ရောက်သွားပြီးတော့မှဂျွန်မြောင်ဟာသူ့ရဲ့ဇနီးကိုတနေ့နဲ့ချင်းနေရတွေ့လိုက်ရပြီးနောက်ဆုံးတော့သူဟာဇနီးကိုမတက်နိုင်မင်းနဲ့အင်ချန်ရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်။အင်ချန်ကတော့ဂျွန်မြောင်ကိုတစ္ဆောအဖြစ်သဘောထားပြီးတော့မှမဟာဗျူဟာအစည်းအဝေးမှာပါဝင်ခွင့်မပေးခဲ့ပေမဲ့လည်းဂျွန်မြောင်ကတော့သူ့ရဲ့စီမံကိန်းဒီအတွေ့အကြုံမရှိမှုတွေကိုလောင်မြောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျွန်မြောင်ကနျူကလ িয়ার လက်နက်ဒုလောင်ယုံစီကိုသူတို့ကိုလမ်းပြပေးခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကအယောင်ဆောင်စက်ရုံအောက်ကစစ်ချေစခန်းမှာဆောင်းတိုင်းနေခဲ့ကြပေမဲ့အဖွဲ့ကရဲရဲတက်ခိုက်ခဲ့ပြီးသူတို့ကိုနှိမ်နှင်ခဲ့ပါတယ်။သူတို့ရဲကိုနေနာတခုနောက်ကိုချင်းခဲ့သွားခဲ့ပြီးတော့အထက်မှာတက်လီကားတစ်ခုတွေ့ရပြီးဂျူမြောင်ကလူဝဲကိုကိုရိုက်ထည့်ပြီးတဲ့နောက်မှာတော့ညူရဲစစ်ကောင်းနေရှိရာမြေအောင်မှိုင်ပေါင်းများစွာထိဆင်းသက်ခဲ့ကြပါတယ်။သူတို့ရဲဂျူမြောင်ကိုလေရန်တစ်ခုမှချင်းအောင်ပြီးတော့မှအထူးပွဲဆောင်နေဝိပြီးဒုံးကြီးတွေကိုဖျက်သိမ်းဖို့စတင်ခဲ့ပါတယ်။ဒိုင်မလေးယူရေနီယံကိုသူတို့ရဲ့စိတ်ကြိတ်ဖောက်ခွဲကြရတဲ့ကိုထည့်လိုက်တဲ့အချိန်မှာ ဒုရကျင်းကလေးလှုပ်ခဲ့ပြီးတော့မြေပြင်တွေအကြီးကြီးတုံလာခဲ့ပါတယ်။အဲ့ဒီဗျံရာအချိန်တွေမှာဂျုံမြောင်ဟာတယောက်တည်းလွတ်မြောက်သွားခဲ့ပြီးတော့တေးရဲ့ဆက်တွေနဲ့ဆက်တွေကဘုံလေးလေးဖို့အတွက်သူ့ရဲ့သမီးနဲ့သူ့ကိုခလုံးဝင်ပေးဖို့အတွက်ခံလန်းပါတယ်။ဒါမှလည်းဆက်တွေကတော့ဖောက်ခွေးကိရိယာကိုဖျက်သိမ်းနိုင်မဲ့ဤပညာရှင်တယောက်ကိုခေါ်လာဖို့တောင်းဆိုပါတယ်။အဲ့ဒါကြောင့်မဲဂျုံမြောင်ကဖမ်းမိနေတဲ့အင်ချန်တဲ့အဖွဲ့စီကိုပြန်သွားပြီးတော့သူ့တို့ကိုကူညီဖို့ရွေးချယ်ကြမှရှိတော့ဘူး။ဆိုမျိုးမှာချိန်ကငလင်းရဲ့ဒုံလုံးမှုတွေကိုခံစားကြပြီးစိတ်ချတဲ့စကမ်းစီကိုတွားဖို့အတွက်ထုတ်ပေါ်ခဲ့ပါတယ်။ ဒီမှာဟာတရားပေါ်မှာရေညောပိတ်ဆို့မှုနဲ့ကျုံတင်နေရတဲ့အချိန်မှာကြီးမားလာတဲ့ဆူနာမီလမ်းကြီးကဝင်ရောက်လာခဲ့ပြီးတော့ရေသေးကိုမျောပါသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီမှာဟာရေသေးကိုဖျက်ပြီးတော့ဘေးကင်းအောင်ကိုရောက်ကူးခဲ့နိုင်ခဲ့ပါတယ်။အဲဒီတော့ဒီမှာပေါမော့ခက်ကဂျီယန်နဲ့တွေ့ပြီးသူတို့ရဲ့ကနေဦးပေါကင်မှုခံမှန်းချက်တွေမှောင်ရင်ကြောင်းထုတ်ပေါ်ခဲ့ပါတယ်။တရမမြောက်မိုင်းတွင်ရှိတဲ့သူတို့တိုက်ကြီးတစ်ခုကပေါကင်မှုကိုအရှင်မြင့်နေတာကြောင့်ပဲနောက်ဆုံးတော့ကက်ဘေးဖြစ်စေမယ့်ပေါကင်မှုကိုတားဆီးဖို့အတွက်အဲဒီနေရာဟာအားနည်းချက်ကိုပြင်မဲ့ထားဖို့အကြံပြုခဲ့ပါတယ်။ မြောက်ကိုရီးယားမှာတော့အင်ဂျင်နီအဖွဲ့ထွက်ခွာဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာရုတ်တရက်ပဲမရင်းနေတဲ့လူတွေရဲ့တိုက်ခိုက်ခြင်းကိုခံနိုင်ရသလိုအဲ့ဒီဗီယက်မလာအချိန်ဒီမှာတိုက်ခဲ့တဲ့သူတွေဟာအပူလိုင်းကိုသိရှိနေတဲ့စနစ်တုံးနေတဲ့အကြောင်းသိရပြီးဒါကြောင့်မင်းအင်ဂျင်ကကိုရင်ကားတစ်စီးကိုမီးရှို့ပြီးတော့သူတို့ရဲ့အပူတက်တွေကိုဖုံးခွဲဖို့ကြိုးစားခဲ့ပါတယ်။သူတို့ရဲ့တိုက်ခိုက်သူတွေဟာအမေရိကန်စစ်တပ်ဖြစ်တဲ့အကြောင်းသိလိုက်ရတော့လုံအောင်ကိုအံ့ဩခဲ့ရပြီးစစ်သားတို့ချို့တင်ရရရှိခဲ့ပြီးတော့အင်ဂျင်နဲ့ဂျွန်မျောင်းတို့ဟာကျန်တဲ့အဖွဲ့နဲ့ကွဲသွားခဲ့ပါတယ်။ ယူနီယံဟာစီအန်အန်စီနဲ့ထပ်ပြေးဖို့ကြိုးစားနေချိန်ဂျွန်မြောင်ကအင်ဂျင်ကိုလက်စစ်ရှုံးနေပြီးပြီးတော့မှတစ္ဆာဖောက်လိုက်ပါတယ်။တောင်ကိုရီးယားမှာတော့နေဆက်ဖြစ်ကျော်ပြီးနျူကလ িয়ার လက်နက်အခုယူမှုကြောင့်ရင်းငယ်ရေးစာချုပ်ကိုချုပ်ဖောက်ကစစ်ပွဲဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်စစ်တပ်ကမစ်ရှင်ကိုရပ်ဆိုင်လိုက်ပါတယ်။မမောက်ခါကလည်းထွက်ခွာဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဂျီယန်ကတော့တောင်ကိုရီးယားအင်ဂျင်နဲ့ရင်ဆိုင်ရအောင်မယ်ဆိုတာကိုသိပြီးမြင်လေကဲကုန်မတက်နိုင်ဘူးလို့ညင်မျိုးမှထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကဲဟာပြောင်းရွှေ့ရေးခြေစကန်စီကိုသွားနေဘက်စကောက်ပေါ်မှာ training ဆုံးပြီးပါတယ်။ ချိန်ကငုံနေအောင်တွေးတဲ့အခါမှာသူကနှစ်သိမ့်ပေးပြီးတော့လက်ကင်မွားလေးပေးပါတယ်။စကားပြောနေနေမဲ့သူမဟာအင်ချမ်းရဲ့ဇနီးဖြစ်တဲ့ကြောင့်နဲ့သူ့ရဲ့ခင်မုန်းကိုရွှေပြောင်းရေးနေရာမှာစောင့်မျှော်နေတဲ့အကြောင်းကဲကသိလိုက်ရပါတယ်။အဲဒီကိစ္စကြောင့်ပဲကဲဟာဆင်မကောင်းဖြစ်ခဲ့ပေမဲ့လည်းအင်ချမ်းရဲ့မရှင်အကြောင်းကိုတော့ဘာမှမပြောခဲ့ပါဘူး။ဂျင်မြောင်ကတော့အင်ချမ်းကိုလက်ထိခဲ့ပြီးတော့ဘုံကိုပါယူပြီးတော့ဖိုချွန်ကိုဥတီစေခဲ့ပါတယ်။အဲ့တက်ကပိုင်ရီတူတောင်နှမရှိပြီးတော့သူ့ရဲ့သမီးလေးစူနာအိုရှိတဲ့နေရာလေးဖြစ်ပါတယ်။ဂျင်မြောင်ကတော့တေးပေါ့ဖို့တဲ့ကားရတဲ့အချိန်မှာအင်ချမ်းဟာလက်ထိကနေရုံးထွက်နိုင်ခဲ့ပါတယ်။ ဂျမြောင်ကသူ့ကိုထက်မှန်ချွန်းတော်မူတဲ့ကြိုးစားလေးချိန်မှာအင်ဂျင်က GPS ကိုအမြန်မျိုးချလိုက်ပြီးတော့သူ့ဘဲကိုတော်တော်အဖွဲကချီရခံနေပြီလို့ကြေညာလိုက်ပါတယ်။ဂျမြောင်ဒေါသထွက်သွားခဲ့ပြီးတော့မှလူနှစ်ယောက်ပြင်းထန်စွာခက်ရန်ဖြစ်ပွားကြပြီးသူတို့စည်းလာတဲ့အစီရင်ဟာတစ်ပင်နဲ့တိုက်မိပြီးတော့လုံးဝကိုရက်တန့်သွားခဲ့ကြပါတယ်။အဲဒီစိပြက်ဖွေရအချိန်မှာအင်ဂျင်ကငုံနေခဲ့ပြီးတော့ဇနီးတဲစီကိုအသက်ရှင်နေပြင်မလာနိုင်တော့မှသူ့ရဲ့ကလေးကိုမမြင်ရတော့မှနဲ့နာမည်ဘယ်လိုပေးရလဲမသိတော့မှကိုစိုးရိမ်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ ဖောက်ကင်ရောက်ဖြစ်တဲ့ဂျုံမြောင်ဟာအင်ချင်းရဲ့စကားကြောင့်စိတ်တိခိုက်သွားခဲ့ပြီးတော့မှသူတို့ညဟာဖောက်ခွေရေးကိရိယာတွေကိုတည်ဆောင်ပြီးလမ်းလျှောက်ဆက်သွားဖို့တဲ့ဆုံးဖြတ်ခဲ့ပါတယ်။လမ်းမှာသူတို့ရာပေါ်ပေါ်ပါပါစကားတွေပြောကြပါတယ်။အင်ချင်းကသူကလေးရဲ့လေမျိုးစားကိုမသိတဲ့အကြောင်းဝန်ခံတဲ့အခါမှာဂျုံမြောင်ကအဲရာဆောင်ပုံမှာမြင်နေရတဲ့အကြောင်းပြောခဲ့ပါတယ်။အင်ချင်းကဆရာထက်တန်စွာနဲ့မြင်ပေမဲ့ဂျုံမြောင်ကတော့ပြောပြဖို့အတွက်ငင်းဆိုခဲ့ပါတယ်။ဂျုံမြောင်ကအချင်းကြခင်ရတော့ကမကြည့်လိုက်ရတဲ့တန်ကိုရီးယားဇလန်တွေတာမိုးရဲ့အဆုံးသက်ကိုမေးပြီးအဆုံးသက်ကိုပြောလို့ရှိရင်ကလေးလင်ကိုလည်းပြောပြမယ်လို့ကန်လန်ပါတယ်။ အင်ဂျင်ကလည်းပြောပြဖို့အတွက်ငင်းဆန်ခဲ့ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်ကိုအမေရိကန်စစ်တပ်ဟာတိုက်ခိုက်ပြီးတနက်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သူတို့အတွက်အဆုံးသတ်ပြီးလို့ထင်လဲရတဲ့အချိန်မှာအင်ဂျင်ရဲ့အသက်ရှင်ကျန်ရခဲ့တဲ့အဖွဲ့ဝင်တွေဟာဘတ်စကားနဲ့ရောက်လာခဲ့ပြီးတော့သူတို့ကိုကူညီခဲ့ပါတယ်။သူတို့အလုံးကားပေါ်ကိုတက်ပြီးတော့အမေရိကန်စစ်တပ်နဲ့ပြင်းထန်တဲ့ကားလိုက်ဖမ်းမှုစတင်ခဲ့ပါတယ်။တရားမြောက်ပေါ်ကင်မှုကတရားပေါ်မှာဖြစ်ပွားခဲ့ပြီးတော့မှအမေရိကန်တပ်ဖွဲ့တွေရှုံမြောင်းနေကိုပြုတ်ချသွားခဲ့တာကြောင့်ချက်ချင်းဖြစ်ပေါ်မဲ့အန္တရာယ်ကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ တန်ကိုရီးယားမှာနောက်ဆုံးကလင်းလုပ်ပြီးရဲ့နောက်မှာလူတွေကြားထဲမှာထိတ်လန့်မှုတွေပြန့်နှံ့နေခဲ့ပြီးချိန်နဲ့ပမောခကန်တို့ဟာပြောင်းရွှေ့ရေးနေရာကိုရောက်လာကြပြီးတော့သင်းမိုးနဲ့အမေရိကန်ကိုတွားရမှာပဲဖြစ်ပါတယ်။ကန်တော်တို့အမေရိကန်နိုင်ငံသားဖြစ်တာကြောင့်ပဲဝင်ခွင့်ရခဲ့ပြီးမြေချိန်ကတော့သူ့ရဲ့ခင်မုန်းကိုစောင့်နေတဲ့ဆိုကညှင်းဆန်ခဲ့တာကြောင့်နောက်ကျန်ထားခဲ့ရပါတယ်။ကန်ဟာအင်ချန်မြောက်ကိုရီးယားမှာရှိနေကြောင်းနောက်ဆုံးမှာချိန်ကိုပြပြခဲ့ပြီးချိန်ဟာထိတ်လန့်ခဲ့ပါတယ်။နောက်နောက်ရသွားခဲ့တဲ့ကန်ကနောက်ဆုံးကြိုးစားမှုဖြင့် GN ကိုခေါ်ပြီးတော့မှနောက်ဆုံးပေါက်ခဲ့မှုကိုတားဆီးဖို့ကောင်းတဲ့စီစဉ်တဲ့ခုရှာဖွေဖို့အတွက်လှုံ့ဆော်နေတာပါ။ ဂျွန်မြောင်ကတော့အင်ဂျင်ကိုတနက်နေ့ချိန်နဲ့သူ့ရဲ့အစီအစဉ်တိုင်းလုပ်ဖို့အတွက်ပြုံးပြထားတာဖြစ်ပြီးဒါမဲ့လည်းအင်ဂျင်ကတော့မရှင်ကိုယုံကြည်ပြီးတော့အောင်မြင်အောင်လုပ်ဖို့အတွက်ဆုံးဖြတ်ထားတာကိုမြင်လိုက်တဲ့အခါမှာဂျွန်မြောင်လက်လျှော့လိုက်ရပါတယ်။သူတို့ရဲ့မိုင်းတွင်းတင်နေရာကိုပြောပြပြီးတော့မှဘုံကိုထားခဲ့ပြီးသူ့သမီးကိုရှာဖို့အတွက်တယောက်တည်းထွက်လာခဲ့ပါတယ်။အမေရိကန်ဝင်ရောက်ဆက်သွယ်မှုတွေကြောင့်ပဲတောင်ကိုရီးယားစစ်တပ်ဟာအဖွဲ့နဲ့ဆက်သွယ်ရေးပြတ်တောက်ခဲ့ရပြီးသူတို့တွေဟာအမေရိကန်ရဲ့အမိန့်တွေကိုဆန့်ကျင်ပြီးတော့အင်ဂျင်နဲ့ဆက်သွယ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေတင်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျင်ဟာပမောကကန်နဲ့ချိန်တို့နဲ့တွေ့ဆုံပြီး အဲ့တော့မှာတော့အင်ဂျင်နဲ့နောက်ဆုံးမှာဆက်သွယ်နိုင်ခဲ့ပါတယ်။ဗမောကကန်ကတော့ချက်ချင်းပဲလမ်းကြောင်းကိုပြောင်းပြီးတော့မန်တွင်ကိုစားမန်တွင်ကိုစီကိုဥတီဖို့တဲ့ပြောခဲ့ပြီးမိဒါပေမဲ့မူလပြုံပုံရှိတဲ့အင်ဂျင်ကတော့ဂျွမြောင်းကိုပြန်ရှာဖို့အတွက်လိုအပ်တဲ့အချိန်လေးဖြစ်လာခဲ့ပြန်ပါတယ်။ဂျွမြောင်းဟာဖိုဂျွန်ကိုရောက်ရှိလာခဲ့ပြီးတော့စေတန်ယာရနေတဲ့သူ့ရဲ့တမီလေးဆူနာအိုကိုနောက်ဆုံးမှာတွေ့ခဲ့ပါတယ်။အဆိုဆုံးကတော့ကလီမာလေးကသူ့ကိုမမှန်မိတော့တာပါ။အဲ့ဒီမြင်ကွင်းကြောင့်ပဲဂျွမြောင်းဟာစေတန်သားမှုများစွာနဲ့ငိုကြွေးခဲ့တဲ့အချိန်မှာတီယိုအဆက်အသွယ်တွေရောက်လာခဲ့ပြီးတော့မှဘုံကိုတောင်းဆိုခဲ့ပါတယ်။ ဂျွန်မြန်ကဘုံမပါတဲ့အကြောင်းပြောပြပြီးသူ့ရဲ့တမီးကိုအနည်းဆုံးတော့နေဆက်ဖြစ်ကြောက်ခွင့်ပေးဖို့တောင်းပန်ပါတယ်။အဲဒီကိစ္စကြောင့်ပဲတရုတ်တွေဟာဒေါသထွက်ပြီးတော့မှသူ့ကိုပြစ်ဒဏ်ခဲ့ပါတယ်။သူတွေထက်မှန်တိကျအောင်မလုပ်ခင်မှာယူရီအမေရိကန်စစ်တဲ့ရောက်လာခဲ့ပြီးတော့နှစ်ဖက်ပြစ်ခတ်မှုတွေပြင်းထန်စွာနဲ့ဖြစ်ခဲ့ပါတယ်။အဲဒီဗီအမ်အာတွေမှာအင်ဂျန်ဟာအပြူအဝိဇ္ဇာတခုကိုကင်ဆောင်ပြီးတော့မှအငြင်းခံတဲ့လက္ခဏာနဲ့တွေးကောင်းတရုတ်လိုယူရီရဲ့ရောက်လာခဲ့ပါတယ်။သူဟာဘုံကိုသူ့မှရှိတဲ့အကြောင်းထုတ်ပေါ်ခဲ့ပြီးမယ်လေ။ဘုံရဲ့အချင်းကဂျီဒွတ်ဆက်ကစတင်နေပြီဖြစ်တဲ့အကြောင်းထိတ်လန့်စရာကောင်းစွာနဲ့ပြသခဲ့ပါတယ်။ သူဟာအဲ့ဒီချိန်ကိုစရုပ်ထောက်ပေါက်ခဲ့မှုနဲ့တိုက်ဆိုင်အောင်ချိန်ထားတဲ့အကြောင်းဘာပဲဖြစ်ဖြစ်အဲ့ဒီချိန်ကိုရောက်လို့ရှင်အလုံးပြီးဆုံးပါလို့ရှင်းပြခဲ့ပါတယ်။ကျောင်းလက်နေကြဖြစ်သွားခဲ့တဲ့အမေကန်နဲ့တရုတ်တို့ဟာပေါက်ခဲ့မှုကိုရှောင်ချဖို့အတွက်အဲ့ဒီနေရာကနေထွက်ပြေးခဲ့ပါတယ်။အဲနောက်မှာတော့အင်ချင်းကသူတို့ရောက်တဲ့မိုင်းနင်းကိုတွားဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးတော့မှကျန်တဲ့သူတွေကိုချက်ချင်းပဲထွက်ခွာသွားဖို့တောင်းဆိုပါတယ်။ဒါမှမဟုတ်ကျောင်းမြောင်ကတော့သူ့ကိုဒီနေရာမှာပြေးပဲအတူတူလိုက်မယ်ဆိုပြီးတော့မှအတင်းကျပ်ညင်းဆိုပါတယ်။ကျန်တဲ့ဘွေကတော့သူ့ရဲ့ဖေးထွက်သွားတာကိုမြေကြီးကြောင်နေတဲ့ဇူနာအုပ်ကိုခေါ်ပြီးတော့ထွက်ခွာခဲ့ကြပါတယ်။ ။လိုင်ကောင်းစီကမသွားခင်မှာပဲအင်ချက်ဟာစိုးရိမ်ပူပန်နေတဲ့သူ့ရဲ့ဇနီးကိုဖုန်းဆက်ခဲ့ပါတယ်။သူကလိန်ခဲ့တဲ့အတွက်တောင်းပန်ပြီးဇနီးဖြစ်တဲ့သူကကလေးနဲ့လူကိုယ်တိုင်တွေ့ဖို့တဲ့နောက်မကြပါနဲ့လို့တောင်းဆိုပါတယ်။အင်ချက်ကကလေးပေးခဲ့ပြီးတော့မျက်ရည်တွေကြာကဖုန်းကိုချလိုက်ပြီးစိတ်ပြနေတဲ့ချိန်ဟာမွေးဖွားဖို့အတွက်အချိန်မတန်သေးပေမဲ့ရှူဒီရဲ့ဘိုင်းနာလာခဲ့ပါတယ်။အဲဒါကြောင့်ပဲပါမောခကန်းတဲ့ဂျီယန်တို့ကထိတ်လန့်ပြီးတော့စေယုံကိုပို့ခဲ့ရပါတယ်။အင်ချန်နဲ့ဂျုံမြောင်တို့ကတော့ကြိုးစားအားထုတ်မှုတွေအပြီးမှာမှန်ကန်တဲ့လိုင်ကောင်းကိုနောက်ဆုံးတော့ရောက်လာခဲ့ပြီးမိုင်းတွင်းတွေကိုဝင်ရောက်ခဲ့ကြပါတော့တယ်။ ဖောက်ခွဲကိရိယာကိုတက်ဆိုင်မှုတဲ့ဒလီကာနဲ့ဆင်းရမှာဆိုပေမဲ့မိတောင်ငလင်းကြောင့်ဒလီကာကဘာဝါပြတောင်းနေပြီးအလုံးမလုံးတော့ပါဘူးအင်ဂျင်ကတော့သူ့ရဲ့တာဝန်ဝတရားရအသက်ဆုံးမီလုံးမှဂေဘယ်ဂျိုးကိုဖြစ်ပြီးတော့မှဘုံနဲ့တူတူဆင်းမှုတဲ့ဆုံးဖြတ်ခဲ့ပါတယ်အဲနောက်မှာတော့သူဟာဂျွန်မြောင်းကိုဇလန်တို့ရဲ့အဆုံးသက်ကိုပြောပြလိုက်ပါတယ်အားလုံးတည်ဆုံသွားခဲ့ကြပါတယ်ဂျွန်မြောင်းကတော့အန်အားသင့်ပေမဲ့ကလေးရဲ့လင်မျိုးစားကိုသိပါတယ်ဆိုတာလင်မျိုးခဲ့တာပါလို့ဖွင့်ရခဲ့ပါတယ်သူဟာအင်ဂျင်ကိုအသက်ရှင်နေဖို့နဲ့သူ့ကလေးရဲ့လင်မျိုးစားကိုလူကိုယ်လင်သိအောင်လုပ်ပါလို့ပြောပါတယ် ထိလက်ကြကောင်းလာတဲ့အလဲပြောင်းနေတဲ့ဂျွန်မျောဟာဒက်လီကာဘောကိုယုတ်ရက်တက်ပြီးတော့မှတကားကိုပိတ်လိုက်ပြီးသူ့ရောက်တဲ့ဆင်းသွားဖို့အတွက်ရွေးချယ်ခဲ့ပါတယ်။အင်ချန်ကတာဖို့ကြိုးစားခဲ့ပေမဲ့ဂျွန်မျောကတော့သူ့တင်ရပြင်းနဲ့ရတာပြီးသူ့ကိုဘယ်သူမှလွမ်းစွန်နေမှာမဟုတ်တဲ့အကြောင်းလေးပြောပြပါတယ်။သူယုံကြည်ရတဲ့ဒိုးလေးတော်သူဖြစ်တဲ့အတွက်သူ့ရဲ့သမီးကိုကူးစိတ်ပေးဖို့အတွက်အင်ချန်ကသာတောင်းပန်ပြီးဂျွန်မျောဟာနောက်ဆုံးနှုတ်ဆက်စကားပြောပြီးတော့ကျန်ရှိတဲ့အင်အားတွေကိုအတုံးပြုကဘုံကိုသူ့ရဲ့ပြင်းမဲ့နေရာကိုတဲဆောင်သွားခဲ့ပါတယ်။ အင်ဂျင်ကပိုင်တိုဂီတောင်ကနေဝမ်းနေပူဆွေးဆောင်နဲ့မောင်းထည့်သွားခဲ့ရပြီးခဏကြာမှယူရေနီယံဘုံပေါက်ခဲ့ခဲ့ပြီးတော့ဂျုံမျိုးဟာလေးအဲ့ဒီပေါက်ခဲ့မှုမှာတေဆုံးခဲ့ရပါတယ်။အဲ့ဒီပေါက်ခဲ့မှုကအောင်မြင်ခဲ့ပြီးတော့မှငလင်းလေးကိုရပ်တန့်စေခဲ့တဲ့အတွက်ကိုရီးယားကျွန်းဆက်တဝဲမှာလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ချိန်ကတော့ဆေးရုံမှာဘေကင်းဆော်နဲ့မွေးဖွားခဲ့တယ်လို့ဇလန်လေးတနေ့ကြာကိုရောက်သွားခဲ့ပြီးမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ဟာကျိုးဆွယ်ပြန်လည်တည်ဆောက်ရေးကိုကြီးကြပ်ဖို့အတွက်အတူတူကလှုပ်ဆောင်နေကြပါတယ်။ဘမောကဟာအမေရိကန်ကနေကိုရီးယားကိုပြန်လာခဲ့ပြီးတော့လေးစိမ့်မှာ GN ကကြိုးစားပါတယ်။ သူကသူ့ရဲ့ဇာတိမြေမှာအခြေချဖို့ဆုံးဖြတ်ခဲ့ပြီးပန်ဂီတူတောင်ကမိကျောင်းကြီးကိုအတုံးပြတဲ့ပြည်လဲပြည်ပြမဲဆွေးရင်စီမံကိန်းကိုမြှင့်တင်ဖို့အတွက်တာဝန်ယူခဲ့ရပါတယ်။အင်ချိုင်းအိမ်မှာတော့ဇနီးမောင်နဲ့ဟာသူ့ရဲ့ကလေးငယ်လေးနဲ့မွေးသားသမီးလေးဆူနာအိုရိုနဲ့အတူတူပျော်ရွှင်စွာနဲ့နေထိုင်နေရကိုတွေ့ရပြီးဒါပေမဲ့အဲ့ဒီဇလန်းမှာအင်ချိုင်းရဲ့ကလေးငယ်ရဲ့ကျောင်းမလင်းကမျိုးစားကိုတော့ဘယ်တော့မှသိရှိရမှာမဟုတ်ပါဘူး။ဒီဇလန်းကိုပုံပေါ်ကြည့်တဲ့အခါမှာတော့ဒါဟာကြီးမားလာတဲ့တဘောဘေးရနယ်တစ်ခုကိုရင်ဆိုင်မှုတွေမတူညီတဲ့လူသားနဲ့ဟာနိုင်ငံရေးပြဿနာတွေကိုဘေးပယ်ပြီး အသက်နဲ့လည်ပြီးတော့ဆုံးလို့အနေနာခံခဲ့ကြတဲ့အဖြစ်ပြက်ပါပဲ။ကျုံမြောင်ရဲ့လူရဲဟာတိုင်းပြည်တွေ့တော်မှာခါပဲနဲ့ဖောင်ရင်တယောက်နေနဲ့သူ့ရဲ့သမီးကိုပေးခြင်းနဲ့နောက်ဆုံးဘေးကင်းလုံခြုံမှုအတွက်ရည်ရွယ်ခဲ့တဲ့နှလုံးသားလှုပ်ရှားစေခဲ့တဲ့ဆုံးလို့မှုလို့ပဲပြောရမှာပဲဖြစ်ပါတယ်ဗျာ။